မြမစစ်မြေပြင်မှာရန်သူ100လောက်ဝိုင်းတိုက်တာကိုတယောက်တည်းခုခံပြီးတော့ရန်သူ30လောက်ကိုတုတ်တင်နိုင်ခဲ့တာကြောင့်မလို့ဒူကိုရန်ကတော့ချင်းကြားထဲမှာကြောက်ခွဲတွေကိုထည့်ပြီးတက်မှတ်လမ်းကြောင်းကို53မိနစ်နဲ့ရောက်အောင်သွားရတာပဲဖြစ်ပါတယ်။နီပေါ်နိုင်ငံဟာ18ရာစုနောက်ပိုင်းမှာတော့နီပေါ်ဘီရင်ဘီဂရန်ရှားရဲ့အုပ်ချုပ်မှုအောက်ကနေပြီးမှအိန္ဒိယနိုင်ငံမြောက်ပိုင်းကိုနေမီချဲ့ထွင်ခဲ့ကြပါတယ်။အဲ့ဒီချိန်နဲ့ခေတ်ပြန်ကာလမှာမြန်မာနိုင်ငံမှာလည်းဘိုးတော်ဗျာအုပ်ချုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဘိုးတော်ဘုရားလို့ခေါ်တဲ့ဘရုံမင်းဟာအာတန်နဲ့မဏိပူရာတွေအထိနယ်မြေထက်ထင်ခဲ့တာကြောင့်လို့အရှိအိန္ဒိယကုမ္ပဏီနဲ့မတည်လည်မှုတွေရှိခဲ့ရတဲ့မြန်မာနိုင်ငံမြောက်ဖျားပိုင်းမှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတော်ပဲဖြစ်ပါတယ်။အဲဒီစစ်ပွဲမှာတော့လက်မန်ဂူရွန်ဟာသူ့ရဲ့ရဲဘော်နေအောင်နဲ့အတူသူ့တက်စကန်ရဲ့ရှီဒန်ကာကေးမှာတာဝန်ယူခဲ့ရပါတယ်။အဲဒီညမှာပဲဂျပန်စစ်သားအင်အား200ခန်းလောက်ကကာကင်းကိုစပြီးတိုက်ခိုက်ခဲ့ကြပါတယ်။ဗြိတိရှ်ကိုလိုနီဖြစ်ခဲ့မှုတဲ့စင်ကာပူဟာ စင်ကာပူစာချုပ်ရဲ့အကျိုးအမြတ်ကိုအပြေအဝရယူပြီးတော့နေပေါ်နိုင်ငံသားတွေကိုစင်ကာပူရဲ့တပ်ဖွဲ့မှစုဆောင်းဝင်ရရှိထားတာပဲဖြစ်ပါတယ်။ဘာရန်ဆွဲတဲ့ Over and Grip Heat ကိုဆက်နှခါလုပ်ရပါတယ်။လေကျူးမှုမရှိရင်တော့ပထမအဆင့်နဲ့တည်းနေထိတန်မှာပဲဖြစ်ပါတယ်။ပြည်တိုင်ဆိုရင်လည်းကော်ခန်းစစ်သားတွေကိုပြည်တိုင်စစ်သားတွေနဲ့မတူတဲ့လစာနဲ့ပြင်ဆင်နေပေးခဲ့ပါတယ်။၂008ခုနှစ်ရောက်မှလာပြည်တိုင်အစိုးရဟာကော်ခါးတွေကိုပြည်တိုင်စစ်သားတွေနဲ့အတူ တူညီတဲ့အကျိုးခံစားခွင့်တွေပေးခဲ့ပါတယ်။မြမစစ်မြေပြင်မှာရန်သူနေရာလောက်ဝိုင်းတိုက်တာကိုတယောက်တည်းခုခံပြီးတော့ရန်သူ30လောက်ကိုတုတ်တင်နိုင်ခဲ့တာကြောင့်မလို့ Victoria Cross ဂုံပြူစုစည်းကိုရရှိခဲ့တဲ့ Lachman Guru ဆိုတာကတော့ပြည်တိုင်းစစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ကော်ရခါလူမျိုးတယောက်ပဲဖြစ်ပါတယ်။ If a man sir he is not afraid of dying he is either lion or is a gorkhan လူတယောက်ကတေရမှာမကြောက်ဘူးလို့ပြောရင်အဲ့ဒီလူက လိန်နေတာဖြစ်ရင်ဖြစ်ဒါမှမဟုတ်ရင်တော့ကော်ရကားပဲဖြစ်ရမယ်လို့ပြောခဲ့တဲ့သူကတော့အိန္ဒိယစစ်ဦးစီးချုပ်ဖြစ်တဲ့ဖီမာရှယ်ဆန်မာနက်ရှော်ပဲဖြစ်ပါတယ်။ပြည်ထဟာသူ့ရဲ့ကော်ရကားတပ်ရင်းတွေမှာနီပေါ်နိုင်ငံသားတွေကိုစစ်သားစုဆောင်ခွင့်ရရှိထားပါတယ်။ပြည်ထရဲ့စစ်သားစုဆောင်ရေးဟာကမ္ဘာအခက်အခဲအကြမ်းတမ်းဆုံးထိတ်တန့်နိုင်ငံတွေထဲမှာတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။အဲဒီလိုခက်ခဲကြမ်းတမ်းတဲ့စစ်သားစုဆောင်ရေးအစီအစဉ်တွေထဲမှာထိတ်တန့်နိုင်ငံတစ်ခုဖြစ်တဲ့ဗြိတိန်နိုင်ငံဟာ သူ့နိုင်ငံရဲ့ကောရခတ်တည်ရင်အတွက်နီပေါ်နိုင်ငံသားတွေကိုရွေးချယ်တဲ့နေရာမှာတော့ပိုခတ်ခဲတဲ့ချင်းကြဲတွေကိုကြောက်ခဲတွေထည့်ပြရတဲ့ဒိုကိုရန်လိုမျိုးရေပုံနှပုတ်ကိုတည်ပြီးပြရတဲ့ဂျယ်ဒီကန်ကယ်ရီတွေဟာကောရခတ်တည်ရင်တွေအတွက်အထူးသတ်မှတ်ထားတဲ့စစ်ဆေးမှုတွေပဲဖြစ်ပါတယ်။ပြည်တင်ကကောရခတ်တည်ရင်တွေအတွက်စစ်သားစုဆောင်မှုကိုတော့နီပေါ်နိုင်ငံမှာပဲပြုလုပ်တာဖြစ်ပြီးတော့အလွန်ခက်ခဲပြီးတော့အာဂရိကင်းစွာရွေးချယ်ခဲ့တာကြောင့်မလို့2023ခုနှစ်မှာဆိုရင် ရှောက်ထားသူ1000နဲ့မှာ 204ဦးသာရွေးချယ်ခံရပါတယ်။ဘာကြောင့်မလို့ဗြိတိန်ဟာနီပေါနိုင်ငံသားတွေကိုဗြိတိရှားစစ်တပ်မှစစ်မှုထမ်းဖို့စူးစောင်းဝင်ရတယ်လေဆိုတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကို ပြန်သွားကြည့်ရမှာပဲဖြစ်ပါတယ်။နီပေါနိုင်ငံဟာ18ရာစုနောက်ပိုင်းမှာတော့နီပေါဘရင်ဘီဂရန်ရှားရဲ့အုပ်ချုပ်မှုအောက်ကနေပြီးမှအိန္ဒိယနိုင်ငံမြောက်ပိုင်းကိုနေမီချက်ထွင်ခဲ့ကြပါတယ်။နီပေါနိုင်ငံရဲ့နေမီချက်ထွင်မှုကြောင့်မလို့ဗြိတိရှားအရှိအိန္ဒိယကုမ္ပဏီနဲ့ပြည်ပခါတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအချိန်နဲ့ခေတ်ပြန်ကာလမှာမြန်မာနိုင်ငံမှာလည်းဘိုးတော်ဗျာအုပ်ချုပ်နေတဲ့အချိန်ဖြစ်ပါတယ်ဘိုးတော်ဗျာလို့ခေါ်တဲ့ဘရုံမင်းဟာအာတန်နဲ့မဏိပူရာတွေအထိနယ်မြေချက်ထင်ခဲ့တာကြောင့်လို့အရှိအိန္ဒိယကုမ္ပဏီနဲ့မတည်လည်မှုတွေရှိခဲ့ရာနေပထမအင်္ဂလိပ်မြန်မာစစ်ပွဲကိုဥတည်စေခဲ့ပါတယ်နီပေါ်ရဲ့နယ်ချင်းမှုကဗီရရှားရဲ့ဟင်းဝန်တာကုန်တွယ်ရေးလမ်းကြောင်းတွေကနေပြီးမှတရုတ်နဲ့တိဘက်ဇေကတ်တွေကိုဝင်ရောက်ချင်တာကိုအဟန့်တားဖြစ်စေခဲ့ပါတယ် ဒါကြောင့်မလို့ပြည်ထောင်တဲ့နီပေါ်ရူရဲ့စစ်ပွဲကို1814နိုဝင်ဘာတရက်နေ့မှာစတင်ခဲ့ပြီးတော့1816ခုနှစ်မတ်လ4ရက်နေ့မှာအဆုံးတက်ခဲ့ပါတယ်။ဟီမနာတောင်တန်းတွေရဲ့ကျန်းတဲ့နေမြေပြင်မှာစစ်ဖြစ်ပွားခဲ့တာကြောင့်မလို့ခက်ခဲကျန်းတဲ့နေပါတယ်။အဓိကတိုက်ပွဲတစ်ခုကတော့နလပါနီတိုက်ပွဲပဲဖြစ်ပါတယ်။ Battle of Nalapani ဟာ1814အောက်တိုဘာ31ကနေပြီးမှနိုဝင်ဘာ30အထိကိုတလားကြာခဲ့ပါတယ်။ နီပေါ်တက်မှုကုံဝါရဲ့တပ်ရင်အား600ဟာဗြိတိရှားတပ်တွေကိုတလှကျော်ခံစစ်ဆင်ခဲ့ပါတယ်လူသူလက်နဲ့အင်အားချင်းကွာတာမလို့အရှုံးပေးခဲ့ရပေမဲ့ကော်ရခါတကောင်းနဲ့ကော်ရခါရဲ့တပ်တွေကိုတော့ဗြိတိရှားတွေအတွက်အထင်ကြီးစေခဲ့ပါတယ်စစ်ပွဲပြီးမှာတော့ဆူဂါလီစကြောလို့ခေါ်တဲ့ထရီတီယောဆူဂန်လီကို1816မတ်လ4ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်အဲ့ဒီစာချုပ်မှာပါတဲ့အဓိကအချက်တွေကတော့ နေပေါ်နိုင်ငံရဲ့၄ဘုံတဘုံလောက်ရှိတဲ့နယ်မြေတွေကိုပီတရှားကိုလွှဲပြောင်းပေးခဲ့ရပါတယ်။ဒါပြင် မြို့တော်ကတ်မန်ဒူမှာပီတရှားကိုယ်စားလှယ်တစ်ယောက်ကိုအမြဲတမ်းထားခွင့်ပေးခဲ့ရပါတယ်။အဲ့ဒီစာချုပ်အရနေပေါ်ဟာနယ်မြေတွေဆုံးရှုံးခဲ့ပေမဲ့အချုပ်အခြာအာဏာကိုတော့ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။စစ်ပွဲတင်းမှာတိုက်ခိုက်ခဲ့တဲ့ကော်ရခါစစ်တီတွေရဲ့ရန်စံတတိကပီတရှားတွေကိုအထင်ကြီးစေခဲ့တာကြောင့်မလို့စစ်ပွဲပြီးမှာတော့ဆူဂါလီစာချုပ်အရကော်ရခါစစ်တီတွေကို ိတိရှားတက်မရွန်မှာစစ်မှုထမ်းဖို့စစ်သားစုဆောင်ခဲ့ပါတယ်။ပထမဆုံးကော်ရခါတက်ရင်ကတော့ Nursery တက်ရင်လို့ခေါ်တဲ့ Nursery Regiment ပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီတက်ရင်ဟာကျော်ပြင်ရဲ့ကော်ရခါ Rifle တက်ရင်အဖြစ်ပြောင်းလဲခဲ့ပါတယ်။1816နောက်ပိုင်းမှာတော့ကော်ရခါတက်ရင်တွေဟာပြည်တင်စစ်တပ်အတွင်းမှာအရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပြီးသူတို့ရဲ့ရဲစမ်းတက်သည့်ခန္ဓာရည်နဲ့ စီကန်းနေကြောင်းမလို့ကမ္ဘာစစ်ပွဲများကမှထင်ရှားတဲ့စွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့ပါတယ်။သူတို့ရဲ့မြင်မာတဲ့စွမ်းဆောင်ရည်တွေကြောင်းဗြိတိန်နိုင်ငံရဲ့အမြင့်မားဆုံးတဲ့ဂုံတိတ်ခါအရှိဆုံးဖြစ်တဲ့ Victoria Cross ဆုတစိတ်ကို26ဆုအထိကိုရရှိခဲ့ပါတယ်။ကမ္ဘာတက်တည်အရှိဆုံးစစ်သားတွေအဖြစ်လူသိများခဲ့ကြတဲ့ကော်ရခတက်ရင်တွေဟာ1858ခုနှစ်မှာဖြစ်ပွားခဲ့တဲ့အိန္ဒိယလွတ်လပ်ရေးတော်လှန်မှုမှာကော်ရခတက်ရင်တွေကဗြိတိန်တွေကိုတစ်ဆာရှိစွာနဲ့ကူညီခဲ့ကြပါတယ်။ ဒေလီပတ်ဝန်းကျင်ကပုံကံမှုတွေကိုခြေမုံခဲ့ကြပါတယ်သူတို့ရဲ့ဆန်းဆောင်ရေးတွေကြောင့်မလို့ပြည်ထနိုင်ငံမှာတော့ဂေါ်ဒကန်တက်ရင်နေရဲ့ကုန်သတင်းကောင်းတွေကပြန့်နှံ့နေခဲ့ပါတော့တယ်အခြားကိုလိုနီစစ်စင်ရေးတွေဖြစ်ခဲ့တရုတ်စစ်ပွဲတွေမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေနဲ့အာဖဂန်နစ္စတန်မှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေမှာလည်းပါဝင်ခဲ့ပါတယ်1988ကနေ1980အထိဖြစ်ပွားခဲ့တဲ့ဒုတိယအာဖဂန်စစ်ပွဲမှာတော့ဂေါ်ဒကန်တက်ပွဲရဲ့ခရီးရှည်ချီတက်မှုဟာထင်ရှားခဲ့ပြီးတော့ သူတို့ရဲ့ကြံ့ခိုင်မှုကိုအထင်ရှားတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ပရမကဝါစေဝေါ်ဝါ1မှာတော့ကောရကစစ်သားသိန်းကျော်ပါဝင်ခဲ့ပြီး France, Gallipoli နဲ့ Egypt, Palestine, Mesopotamia မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာပါဝင်ခဲ့ပါတယ်။သူတို့ရဲ့ရန်စမ်းတပ်တွေကြောင့်မလို့အဲ့ဒီတိုက်ပွဲတွေကနေပြီးမှ Victoria Cross ဆုနှစ်ဆုကိုရရှိခဲ့ပါတယ်။အထင်ရှားဆုံးကတော့ပရမကဝါစေအတွင်းမှာဗြိတိန်နဲ့မဟာမိတ်တွေဟာ Ottoman Empire ဖြစ်တဲ့တူရကီတွေကိုစစ်ရှုံးခဲ့တဲ့ ဂါလီပိုလီတိုက်ပွဲပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲမှာတော့မာမေးတပ်ဖွဲ့တွေဟာတူရကီစစ်သားတွေကိုပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပြီးကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။စစ်သားပေါင်း3000ကျော်တေဆုံးခဲ့ရပြီးအဲ့ဒီထဲမှာဂေါ်ခါစစ်သား2000ကျော်လည်းပါဝင်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ် World War 2မှာတော့ဂေါ်ခါတပ်တွေဟာပြစ်တင်အတွက်အဓိကနေရာအနေပါဝင်ခဲ့ပါတယ်။ဂေါ်ခါစစ်သား2000ကျော်ပါဝင်ခဲ့ပြီးတော့အီတလီ၊ဗမာ၊မြောက်အာဖရိက၊ဂရိ စင်ကာပူစစ်မြေပြင်တွေမှာ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။သူတို့ရဲ့စွမ်းဆောင်ရည်တွေကြောင့်မလို့ World War 2မှာတော့ Victoria Cross ဆိုဆယ်စုထိကိုရရှိခဲ့ပါတယ်။အထင်ရှားဆုံးတိုက်ပွဲကတော့1945ခုနှစ်မေလ12ရက်နေ့ညနေပြီးမှ23ရက်နေ့မနေ့အထိမြန်မာနိုင်ငံမြောက်ဖျားပိုင်းမှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတော်ပဲဖြစ်ပါတယ်။အဲဒီစစ်ပွဲမှာတော့ Lechman Gurun ဟာသူ့ရဲ့ရဲဘော်နေအောင်နဲ့အတူတူတက်စကန်ရဲ့ရှီတန်းကာကေးမှာတာဝန်ယူခဲ့ရပါတယ်။အဲဒီညမှာပဲ ဂျပန်စစ်သားအင်အား200ခန့်လောက်ကကာကင်းကိုစပြီးတိုက်ခိုက်ခဲ့ကြပါတယ်။ဂရုရဲ့ရဲဘော်နှစ်ယောက်ကတော့ကြာဆုံးခဲ့ပြီးသူတယောက်ထဲသာကျန်ရှိခဲ့ပါတယ်။ဂျပန်နေပစ်လိုက်တဲ့လက်ပစ်ပုံးတွေထဲကတုနာကိုရောက်လာတဲ့ပထမဆုံးနှလုံးကိုလက်ချမန်ဂရုကဂျပန်နေဘက်ကိုပြန်ပြီးပြင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တတိယတလုံးကတော့ဂျပန်နေဘက်ကိုမရောက်ပဲလက်ပစ်ပုံးဟာသူ့ရဲ့လက်ထဲမှာပဲပောက်ကွဲခဲ့ပါတယ်။အဲဒါကြောင့်မို့သူ့ရဲ့ညာလက်နဲ့ညက်လုံးတစ်ဖက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ သူ့ကိုယ်ပေါ်မှာလည်းဒဏ်ရာတွေအပြည့်ရရှိခဲ့ပါတယ်။ဒါပေမဲ့သူကကြံနေသေးတဲ့ဘယ်လက်တစ်ဖက်နဲ့ rifle ကိုဆက်ပစ်ခဲ့ပြီးဘဇက်ကလည်း Gamma 5ကကော်ရခါဆိုပြီးကော်ရခါတယောက်တည်းကိုလာပြီးတိုက်ကြစမ်းကွာဆိုပြီးအော်ဟစ်နေပါတော့တယ်။နောက်တဲ့နာရီအနည်းငယ်ကြာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးတော့ဂျပန်စစ်သား32ဦးကိုတတ်နိုင်ခဲ့ပါတယ်။ကြံတဲ့ဂျပန်တွေကတော့နောက်နေမနေမှာပဲစုတ်ခွာသွားခဲ့ပါတယ်။အသက်ရှင်ကျန်ရခဲ့တဲ့ Letchman Gurung ကို ဗီယက်နမ်နိုင်ငံဂုံတိတ်ခါအမြင့်ဆုံးဖြစ်တဲ့ Victoria Cross Award ကိုချီးမြှင့်ခဲ့ပါတယ်။မြန်မာပြည်မှာလည်းဂုံတိတ်ခါအမြင့်ဆုံးဆုဖြစ်တဲ့အောင်ဆန်းဒူရီယာဘွဲကိုဂေါ်ကာလူမျိုးဆတ်ဘဟာရူကရရှိခဲ့ပါတယ်။ဂေါ်ကာစစ်သားတွေဟာဗစ်တင်ရဲ့ခစ်တစ်စစ်ပွဲတွေမှာလည်းပါဝင်တိုက်ခိုက်ခဲ့ကြပြီးတော့ဂုံနုဆောင်စုတစိပေါင်းများစွာကိုရရှိခဲ့ပါတယ်။ဂေါ်ကန်တဖွဲ့ရဲ့စွမ်းဆောင်ရည်တွေကဗီတင်နိုင်ငံရဲ့စစ်ရေးသမိုင်းမှာအရေးပါခဲ့ပြီးတော့သူတို့ရဲ့ရဲစံတက်တည်တွေကြောင့်မလို့ကမ္ဘာအကောင်ဆုံးစစ်သားတွေအဖြစ် တကဘာလုံးကအတိအမှတ်ပြုခံရတာပဲဖြစ်ပါတယ်။နေပေါ်နိုင်ငံသားတွေအဖို့တော့ပြည်တွင်စစ်တပ်ရဲ့ကော်ရကန်တရင်တွေမှာစစ်မှုထမ်းဖို့ဆိုတာကလွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။စာတွေ့တွေလက်တွေ့တွေအများကြီးကိုကြော်ဖြတ်ပြီးမှပြည်တွင်စစ်တပ်မှာစစ်မှုထမ်းဝင်ကိုရရှိတာပဲဖြစ်ပါတယ်။ကော်ရကန်တရင်တွေမှာဝင်ရောက်ဖို့အဓိကလိုအပ်ချက်ကတော့နေပေါ်နိုင်ငံသားဖြစ်ရမှာပဲဖြစ်ပါတယ်။နေပေါ်နိုင်ငံမှာနေထိုင်ရမှာဖြစ်ပြီးနိုင်ငံသားမှာနေထိုင်ခဲ့ရင်တော့ရှောက်ထားခွင့်မရှိပါဘူး။အသက်ကတော့ အနည်းဆုံး16နှစ်ကနေအများဆုံး23နှစ်ပဲဖြစ်ရမှာဖြစ်ပါတယ်။အသက်ကန်းသက်ချက်ကတင်းကျပ်တာကြောင့်မလို့၃နှစ်ကျော်ရင်တော့စစ်သားဖြစ်ခွင့်အခွင့်အရေးကိုလက်လွတ်ရမှာပဲဖြစ်ပါတယ်။ဘော်ဒကားစစ်သားစုဆောင်မှုဟာအဆင့်30ရှိပါတယ်။ပထမဆုံးကတော့ online မှာမှတ်ပုံတင်ရပါမယ်။ GCSPF လို့ခေါ်တဲ့စင်ကာပူရဲ့ဘော်ဒကားတပ်ဖွဲ့နဲ့ BA လို့ခေါ်တဲ့ဗြိတိန်စစ်တပ် British Army ဆိုပြီးနှစ်ခုကိုရွေးချယ်ခွင့်ရရှိတာပဲဖြစ်ပါတယ်။ဗြိတိရှ်ကိုလိုနီဖြစ်ခဲ့မှုတဲ့စင်ကာပူဟာ စင်ကာပူစာချုပ်ရဲ့အကျိုးမြတ်ကိုအပြေအဝရယူပြီးတော့နေပေါ်နိုင်ငံသားတွေကိုစင်ကာပူရဲ့တပ်ဖွဲ့မှစုဆောင်းဝင်ရရှိထားတာပဲဖြစ်ပါတယ်။စံတမှုရဲ့အစအတော့စာရေးစာတမ်းတွေကိုစစ်ဆေးပြီးရုပ်ပိုင်းဆိုင်ရာစံတမှုအနေနဲ့ဘာရန်ဆွဲတဲ့ over and grip heat ကိုဆက်နှခါလုပ်ရပါတယ်။လေ့ကျင့်မှုမရှိရင်တော့ပထမအဆင့်နဲ့တည်းနေထိတံမှာပဲဖြစ်ပါတယ်။ပထမအဆင့်မှာစာတွေစံတမှုအနေနဲ့အင်္ဂလိပ်နဲ့တင်ချာကိုစစ်ဆေးပါတယ်။စစ်ဆေးမှုအနေနဲ့တော့ BMI ွားတွေနဲ့အမြန်ယုံတွေကိုစစ်ဆေးပါတယ်။အဲ့ဒီအဆင့်နေအောင်မြင်တော့ဒုတိယအဆင့် phase 2ကိုဆက်လက်စစ်ဆေးပါတယ်။ phase 2မှာတော့ open grade hip ကို14ကလိုအပ်ပြီးတော့100မီတာကို1မိနစ်နဲ့30စက္ကန့်အောင်နဲ့ရောက်အောင်ပြေးရတာပဲဖြစ်ပါတယ်။အဲ့ဒါနေပြီးရင်တော့သွေးပေါင်ချိန်ရပြီးနားနဲ့သွားတွေကိုထပ်စစ်ပြီးတော့ဆရာဝန်ကနေပြီး medically fit to attend ဆိုတဲ့လက်မှတ်ကိုထုတ်ပေးပါတယ်။စားစားတဲ့နေ့ကိုတော့အတုလောက်ခွင့်မရှိပါဘူး။ အဲ့ဒါတွေအောင်မြင်တော့အဆင့်3ဖြစ်တဲ့ phase 3ကတော့နောက်ဆုံးရွေးချယ်တဲ့ final selection ပဲဖြစ်ပါတယ်။ရုပ်ပန်းဆိုင်ရာစမ်းသပ်မှုအနေနဲ့1 km ကိုရှင်းမနေနဲ့15စက္ကန့်အောင်နဲ့ရအောင်ပြေးရပါတယ်။ရေပုံတစ်ပုံးကိုတဲပြီးပြေးရတဲ့ Jerrycan Carry ကတော့1မိနစ်အောင်နဲ့ရအောင်တင်ရတာပဲဖြစ်ပါတယ်။ Dogo Run ကတော့ကော်ခါစစ်သားစုဆောင်မှုရဲ့အခက်အခဲဆုံးနဲ့ကိုကနာကြံ့ခိုင်မှုကိုတက်တည်ပြတဲ့စစ်ဆေးမှုတစ်ခုပဲဖြစ်ပါတယ်။ ဒိုကိုရန်ကတော့ချင်းကြားထဲမှာကြောက်ခွက်လေးကိုထည့်ပြီးတက်မှတ်လမ်းကြောင်းကို53မိနစ်နဲ့ရောက်အောင်သွားရတာပဲဖြစ်ပါတယ်။မစ်တစ်ပိုးနဲ့မက်ဒီဆင်ဘောသရိုးတွေကတော့ဗြိတိရှ်အာမေရိကန်အတွက်တီးတန့်စစ်ဆေးတာပဲဖြစ်ပါတယ်။အင်္ဂလိပ်စာစစ်ဆေးမှုကတော့ writing အရေးအနေနဲ့30မိနစ်စစ်ဆေးပြီးတော့အင်္ဂလိပ်စကားပြောနဲ့နားထောင်တာတွေဖြစ်တဲ့ English speaking နဲ့ listening ကိုတော့10မိနစ်စစ်ပါတယ်။ interview နဲ့စစ်စစ်ပြီးရင်တော့စစ်ဆေးမှုပြီးပါပြီ။ အောင်ရင်တော့ဗြိတိန်နိုင်ငံမှာလေ့ကျင့်ရေးတွေဆက်လုပ်ရမှာဖြစ်ပြီးတော့အခြေခံလေ့ကျင့်ရေးသင်တန်းတွေကိုကိုးလာကြတက်ရတာပဲဖြစ်ပါတယ်။ကောရကစစ်သားယူချက်မှုဟာကမ္ဘာပေါ်မှာအပြင်းထန်ဆုံးသောစစ်သားယူချက်မှုတစ်ခုပဲဖြစ်ပါတယ်။နေ့စဉ်ရှောက်ထားသူ2000ကျော်ရှိပြီးတော့ရေးချက်ခံရတဲ့သူကတော့200ကျော်ပဲရှိပါတယ်။အောင်မြင်တဲ့ရာခိုင်နှုန်းကတော့100ခန့်နှုန်းအောက်တာရှိပြီးပြိုင်ဆိုင်မှုအလွန်များတဲ့ high competition တစ်ခုဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေဖြစ်တဲ့ဒိုကူရန်နဲ့ဂျေဒီကန်ကယ်ရီတွေဟာရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်တွေအရန်ကိုလိုအပ်ပါတယ်။နင်းတဲ့ GP ကိုလေ့ကျင့်ပြီးကြိုတင်ပြင်ဆင်ထားရပါတယ်။ကျမကြီးပြဿနာရှိရင်လည်းပယ်ချခံရပါတယ်။ပညာရေးအဆင့်မမီရင်လည်းရှောက်ခွင့်မရှိတာကြောင့်မလို့အင်္ဂလိပ်စာမတက်ကြရင်ပယ်ချခံရပါတယ်။ဒါကနီပေါ်လိုဖွံ့ဖြိုးနေကုတဲ့နိုင်ငံမှာပညာရေးအခွင့်အရေးနှေးပါတဲ့သူတွေအတွက်တော့အခက်အခဲတစ်ခုဖြစ်ပါတယ်။စေစင်မှုတွေကအလွန်တင်းကျပ်ပါတယ်။ တာမြင့်စေးသုံးပြီးရင်တော့တသက်တာပယ်ချခံရပါတယ်။စီးမှာတကြားတွေများနေရင်လည်းပယ်ချခံရပါတယ်။နားနဲ့မျက်လုံးစစ်မှုကိုတော့ကြိုတင်ပြင်ဆင်မှုတွေလိုအပ်ပါတယ်။ရင်ကယောဂမတန်ရှိခဲ့ရင်လည်းပယ်ချခံရပါတယ်။စီးလက်မအတုတွေဒါမှမဟုတ်ရင်ဇာရက်စာတဲ့အတုတွေသုံးရင်တော့အသေးချာကိုပယ်ချခံရမှာဖြစ်ပါတယ်။ညီပေါ်မှာကော်ခါစက်တာဖြစ်ခြင်းနဲ့လူငယ်တွေများလာကြအောင်လို့မိသားစု PR တွေကလည်းအားလုံးမှရှိကြပါတယ်။ ပြည်တွင်းကော်ခါတည်ရင်မှာစစ်မှုထမ်းရတာနဲ့စင်ကူနိုင်ငံမှာရင်းလို့ရတာတွေဟာနီပေါ်နိုင်ငံသားတယောက်အနေနဲ့ဝင်ဝင်မြင့်မာတာကြောင့်မလို့နီပေါ်နိုင်ငံလူငယ်တွေအတွက်တော့ကြီးမားတဲ့ဆွဲဆောင်မှုတစ်ခုဖြစ်တယ်လို့ဂုဏ်ယူစရာအလို့တစ်ခုလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းနီပေါ်နိုင်ငံသားတွေကိုဒီလိုစုဆောင်းခွင့်ရနေခြင်းဟာနီပေါ်ရဲ့အချုပ်အခြာကိုထိပါတယ်လို့ဝေဖန်တဲ့သူတွေလည်းရှိကြပါတယ်။ပြည်တိုင်းဆိုရင်လည်းကော်ခါစစ်သားတွေကိုပြည်တိုင်းစစ်သားတွေနဲ့မတူတဲ့လာစားနဲ့ပင်စင်နေပေးခဲ့ပါတယ်။ 2009ခုနှစ်ရောက်မှလာပြည်တင်အစိုးရဟာကော်ခါးတွေကိုပြည်တင်စစ်သားတွေနဲ့အတူတူညီတဲ့အကျိုးခံစားခွင့်တွေပေးခဲ့ပါတယ်။2009ခုနှစ်မှာတော့ပြည်တင်နိုင်ငံသားဖြစ်ခွင့်ကိုပေးခဲ့ပါတယ်။ဒါပေမဲ့အရင်ကမတူညီမှုတွေဟာငင်းခုန်စရာတွေဖြစ်ကြံနေခဲ့ပါတယ်။စင်ကာပူနိုင်ငံမှာဆိုရင်လည်းစင်ကာပူရဲ့တပ်ဖွဲ့ကကော်ခါးတွေဟာတာဝန်ပြီးဆုံးလို့ရှိရင်စင်ကာပူနိုင်ငံသားဖြစ်ခွင့်ကိုမရရှိသေးပါဘူး။ ဒါကြောင့်မလို့သူတို့ဟာတာဝန်ပြီးဆုံးရင်စင်ကူနိုင်ငံမှာဆက်လက်နေထိုင်ခွင့်မရှိကြတော့ပါဘူး။အဲ့ဒီချက်ဟာလည်းမတရားဘူးလို့ဝေဖန်ခံရပါလေ။ဒီလိုဝေဖန်မှုတွေရှိနေပေမဲ့လည်းကော်ရကားစစ်သားတွေတာဝန်ထမ်းဆောင်နေတဲ့ပြည်တရားစစ်တပ်နဲ့စင်ကာပူရဲတပ်ဖွဲ့ကနေရရှိတဲ့လစာနဲ့ပင်စင်တွေဟာညီဘောနိုင်ငံရဲ့စီးပွားရေးအတွက်အရေးကြီးတဲ့ငွေကြေးစီစဉ်မှုတစ်ခုဖြစ်ပါလေ။ကော်ရကားစစ်သားတွေရဲ့လစာနဲ့ပင်စင်ဟာညီဘောနိုင်ငံရဲ့ GDP မှာတိသာထင်ရှားတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ မိသားစုတွေရဲ့နေ့စဉ်ဘဝပညာရေးနဲ့ကျန်းမာရေးတွေကိုထောက်ပံ့ပေးပါနဲ့2021ခုနှစ်မှာနေပေါ်နိုင်ငံပြည်ပငွေလဲမှုဟာ GDP ရဲ့22%ရာခိုင်နှုန်းကိုရှိပါတယ်။ကော်ကာစစ်သားတွေရဲ့ဝင်ငွေဟာဒီထဲမှာအရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ဒီလိုနှစ်ဦးနှစ်ဖက်အဆင်ပြေနေတာကြောင့်မလို့ကော်ကာစစ်သားဖြစ်ရေးဟာစိတ်ဝင်စားမှုမြင့်တက်နေစေဖြစ်တယ်လို့ပြည်ထောင်စုအနေနဲ့လည်းနေပေါ်နိုင်ငံရဲ့နိုင်ငံရေးအကျပ်တဲဖြစ်နေတဲ့အချိန်မှာတော့မှ ခေါ်ကားစစ်သားစုဆောင်ရေးကိုပုံမှန်တိုင်းဆက်လက်လှုပ်ဆောင်မယ်လို့ကြေညာခဲ့ပါတယ်။ပြည်ထိန်တို့အနေနဲ့ခေါ်ကားစစ်သားတွေကိုအလေးနက်ထားရတဲ့အကြောင်းရင်းများစွာထဲမှာသူတို့ရဲ့တစ္ဆာရှိမှုကထိတ်ဆုံးမှရှိနေတယ်ဆိုတာကတော့အသေးချာပဲဖြစ်ပါတယ်ဆိုတာကိုတင်ပြရင်းအားလုံးပဲကိုကျမ်းပါလို့စိတ်ချမ်းသာကြပါစေဗျာ။